ကရင်ပြည်နယ်မြောက်ဦးမြို့နယ်ရွှေကုတ်ကိုဒေသကနမကြီးရထိုက်ဟိုတယ်မလ20ရက်နေ့နေ့လယ်7:00နာရီမိနစ်20လောက်မှာမီးလောင်မှုဖြစ်ခဲ့ပါတယ်။ကြားဖြတ်နေနေစီမံချက်နဲ့မြောက်ဦးမြို့ကိုထိုင်းဆူရကလျှက်စစ်မီဖျက်တောက်လိုက်ပြီးတဲ့နောက်ကြားဖြတ်ဧရိယာမှာပါဝင်တဲ့ရွှေကုတ်ကိုကရထိုက်ဟိုတယ်အပါဝင်လုပ်ငန်းကြီးတွေဟာမီးစက်တွေနဲ့လဲပတ်နေရတာပါ။လျှက်စစ်မီရရှိဖို့မီးစက်ကိုအသုံးပြုနေရတဲ့အတွက်ဝါယာကြိုးတွေရှော့ဖြစ်ရာကမီးလောင်ကျွမ်းခဲ့တာလို့ကရင်နယ်ကြားဆောင်တက် BGA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဘုံမူကြီးနိုင်မောင်စောက AOD ကိုပြောပါရယ်ဆိုကုကုမှာရှိတဲ့ရိုးရိုးဟိုတယ်ပဲဒီကကဝါယာရှော့ဖြစ်ပြီးတော့မှအမီလောင်လာခဏပါပဲညီလေးမိနစ်20လောက်မိငိမ့်နိုင်ပါလေဒီဝါယာဂျိုးနေရာကနေပြီးတော့ရှော့ဖြစ်ပြီးလောင်တော့အဓိကဟိုတည်းမော့ညီလေးဒီဂျန်နူတာနဲ့နေတဲ့ခါကျတော့ဒီအပူချိန်လည်းများတာလည်းပါမှာပေါ့နော်မီလောင်ဦးရောက်ရထိုက်ဟိုတယ်ရဲ့အပေါ်ပိုင်းမီလောင်သွားခဲ့ပြီးပျက်စီးမှုစည်ရင်အတိအကျကိုတော့မသိရသေးဘူးလို့ ် BGF ဘက်ကပြောပါရယ်။ကြားဖြန့်လုပ်ငန်းတွေလဲပတ်တဲ့ရွှေကိုကူကရထိုက်ဟိုတယ်မှာလောင်ကစားနှိပ်ခန်းနဲ့ဖြော်ပြေးလုပ်ငန်းတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်နိုင်ငံကျော်အစိုးရတွေကိုခေါ်ယူပြီးမြစ်တကူပွဲတော်တွေနဲ့ပျော်ဝဲရှင်ပွဲတွေကိုလည်းကျင်းပလေးရှိတဲ့ဟိုတယ်လေးဖြစ်ပါရယ်။ရွှေကိုကူရထိုက်မြို့တစ်စီမံကိန်းတွေကရထိုက်ဟိုတယ်ဟာအခန်းပေါင်း1200ပါရှိပြီးမြန်မာရထိုက်နိုင်ငံတကာဥပိုင်လုပ်ငန်းစုက လုတ်ကင်နေတာပါဒီစီမံကိန်းကိုရထိုက်နိုင်ငံတကာဥပိုင်လုပ်ငန်းစုနဲ့ ဘုံမကြီးစောချစ်သူရဲ့နယ်ကြားစောင့်တက် BGF ကတီထောင်ထားတဲ့ချစ်လင်းမြိုင်ကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ဒီစီမံကိန်းမှာနိုင်ငံတကာလေစိတ်၊ဇိမ်ခန်းအင်အားတွေအခန်းပေါင်းထောင်နေရာပါဝင်တဲ့ရထိုက်ဟိုတယ်၊လောင်းကစားရုံတွေ၊အပန်းဖြေအဆောက်အဦအမျိုးမျိုး၊ဈေးဝယ်စင်တာတွေ၊စက်မှုဆောင်တွေ၊ကုန်တင်သွလောင်းရုံနဲ့စိတ်ကန်းတွေအထိတိစောက်ဖို့ယူရထားတယ်လို့ ISB မြန်မာရဲ့အစီရင်ခံစာရသိရပါတယ်။